မင်္ဂလာပါ။အော်ဒီယိုဝိုင်းဇွန်နိုင်မှကြိုဆိုပါရစေ။ဒီခုခါမှာတော့တဘာဝဘေးတွေကြာရောက်တတ်တဲ့တမိုင်းနေကမတ်လ28ရက်နေ့လို့မြည်ပေးထားတဲ့ Facebook post တစ်ခုကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။တဘာဝဘေးတွေကြာရောက်တတ်တဲ့တမိုင်းနေကမတ်လ28ရက်နေ့မတ်လ28ရက်နေ့ဟာကမ္ဘာတမိုင်းမှာရောမြမတမိုင်းမှာပါအစိုးရဆုံးတဘာဝဘေးတွေကြာရောက်ခဲ့ဘူးပါတယ်။ ပထမဆုံးဖြစ်ရပ်ကတော့1964ခုနှစ်မတ်လ28ရက်နေ့မှာဖြစ်ခဲ့တဲ့အမေရိကန်နိုင်ငံအလာစကာငရင်းဖြစ်ပါတယ်။ပစိဖိတ်သမုဒ္ဒရာမှာစဖြစ်ခဲ့တဲ့ပြင်းအား9.2ရော့ချက်စတာစကေးရှိတဲ့ငလျင်ကြောင့်ကမ္ဘာပေါ်မှာဒုတိယအပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့ပါတယ်။ဒုတိယဖြစ်ရပ်ကတော့ကိုလံဘီယာနိုင်ငံမီးတောင်ကြီးပောက်ကွဲမှုဖြစ်ပါတယ်။1983ခုနှစ် မတ်လ28မှာဖြစ်ပွားခဲ့တဲ့ကမ္ဘာအကြီးမားဆုံးသဘာဝဘေးဒဏ်ဖြစ်ပါတယ်လူပေါင်း2000ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်တတိယဖြစ်ရပ်ကတော့2005ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံဆူမာတရာငလျင်ဖြစ်ပါတယ်အဲ့ပိုင်းဆင့်ရချက်စတာသကဲရှိတဲ့ငလျင်ကြီးရတံကိုအင်ဒိုနီးရှားနိုင်ငံနဲ့သီရိလင်္ကာနိုင်ငံတို့ခံစားလိုက်ရပါတယ် လူပေါင်းတထောင်ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။သရုပ်ထဖြစ်ရကတော့2021ခုနှစ်မလ28ရက်နေ့မှာလှုပ်ခဲ့တဲ့ဂျပန်နိုင်ငံငလျင်ဖြစ်ပါတယ်။အင်အား7.0 Rochester Scale ရှိတဲ့ငလျင်လှုပ်ခတ်သွားတာပဲဖြစ်ပါတယ်။ပြစ်စမဖြစ်ရကတော့2025ခုနှစ်မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အား7.7 Rochester Scale ရှိတဲ့သကိုင်းပြည့်ရကျော်ငလျင်ကြီးဖြစ်ပါတယ်။ ။သကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာ28ရက်မောင်လဲ7နာရီ52မိနစ်အချိန်လှုပ်ခတ်သွားတဲ့ငလင်ဟာမြန်မာသမိုင်းမှာအပြင်းထန်ဆုံးနဲ့အပြည့်စည်အသေးပြောက်အများဆုံးငလင်ဖြစ်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းငလင်ကတ်ဆိုးပေးနဲ့တကွဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သပါရစေ။